ကျွန်တော်မြင်နိုင်တွေ့နိုင်ခံစားနိုင်တဲ့အရာအလုံးမှာတက်တန်းရှိရပေါ့နော်ကျွန်တော်အသက်ကြီးလာတဲ့အများဒီခန္ဓာကိုယ်ရဲ့လောက်လုံးနိုင်စံခံစားနိုင်စံတွေကအများကြီးကျလာတယ်အဲဒါဒီဟာတွေအကောင့်တိုင်းရှိတုံလေးစွမ်းရည်အသေးရှိတုံလေးမှာကိုကကိုမောင်းနေပြီးတော့ခီးသွားကြည့်စေချင်တယ်ပေါ့နော်ဟိုပြောရရင်တော့ကျွန်တော် ခီးသွားဘလော့ဂါလုပ်မယ်ဆိုရဲစိတ်ကူတော့အရင်တော့မရှိခဲ့ဘူးပေါ့နော်အဲဘလို့လုပ်ရမလဲမသိဘူးကိုကိုကိုခီးသွားဝါသနာပါမန်းလည်းမသိဘူးဒါပေမဲ့ငငယ်တော့ဘလို့ဖြစ်လဲဆိုတော့အိုးငငယ်တော့ဆိုရင်ကြောင်းမနေတော့တငယ်ချင်းတွေကအာဟဲ့ရေငါရန်ကုန်ရောက်ပြီးပြန်လာတယ်ဆိုရင်စိတ်တယ်မှာရန်ကုန်ကအရင်သွားချင်တယ်ပေါ့နော်တနေ့ကျရင်ငါရန်ကုန်ရောက်အောင်ပဲပေါ့နော်အဲ့လိုအတွေးမျိုးရှိရတကယ်တော့ဘာမှမဟုတ်ဘူးသူများရောက်ဘူးတဲ့နေရာတခုဆိုငါအရင်ရောက်ချင်တာပဲဆိုတဲ့စိတ်ကူးမျိုးရှိရပါတော့နော်ဒါပေမဲ့ရန်ကုန်ရောက်သွားတယ်ရောက်သွားတော့လည်း အဲဘာမှလည်းကိုယ်တိုင်မထူးခြားဘူးပေါ့နော်ဒါပေမဲ့ဒီ2019လောက်မှာပထမဆုံးအကြိမ်ပေါ့နော်ဒီမြန်မာနိုင်ငံရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ကိုယ့်ဘက်ကိုခီးသွားဖြစ်တယ်ပေါ့နော်အဲ့ဒီနိုင်ငံလည်းအခုအခုရောက်နေဗီယက်နမ်နိုင်ငံပဲပေါ့နော်အဲ့တော့ဗီယက်နမ်ကိုရှေ့ရက်လည်ပြီးသွားတဲ့အချိန်မှာမတူ क्वे ပြားတဲ့ဟိုလူတွေရောယဉ်ကျေးမှုတွေရောဘာသာစကားတွေရောအလားပါတွေရောအမြင်ပြီးသွားတဲ့အချိန်မှာ အော်ငါဒီဟာတွေကိုမြင်ရတာတွေ့ရတာကြိုက်တယ်အဲအဲ့ခါကျမှပဲကိုကိုကိုအော်ငါခီးသွားတာကြိုက်တာပါလားပြီးတော့ဒီခီးသွားရင်းတဲ့ကိုကိုတိုင်းမြင်ခဲ့တွေ့ခဲ့ကြုံရတဲ့ဟာတွေကိုတခြားတွေတွေကိုလည်းပြန်ပြီးမျှဝင်ကောင်းမယ်ဆိုရယ်စိတ်ကူနဲ့အဲ့ဒီ VNN ကနေပြန်လာပြီးတဲ့အချိန်အားစပြီးတော့အဲ့မှာ page လေးလုတ်ဖြစ်သွားတာပေါ့အဲ့ဒီအားစပြီးတော့ပဲအဲ blogger ဖြစ်မှန်းမသိဖြစ်သွားတယ်ပဲပြောရမှာပေါ့နော် ကိုဒီ engineer ကိုမလုပ်ချင်ဘူးမလုပ်ချင်မဲနဲ့ကိုလုပ်ချင်တဲ့အရာတစ်ခုကိုရှာဖွေချင်သွားတဲ့စိတ်ကလည်းခီးသွားတာနေပဲစတာပေါ့နော်အမမေရကိုဒီ engineer လုပ်တဲ့အချိန်မှာအကြောင်းကနေပြီးတော့နိုင်ငံခြားလုပ်တဲ့ program တစ်ခုရှိရယ်ပေါ့နော်အဲ genesis လို့ခေါ်တဲ့ program ပေါ့အဲ့ program ကနေပြီးတော့အဲသူတို့ဂျပန်ကိုလုပ်တဲ့အချိန်မှာအကွာဂျပန်ကိုပါသွားတယ်ပေါ့နော်ဂျပန်ကိုပါသွားတဲ့အချိန်မှာအဲ့ဂျပန်မှာရှိတဲ့ ဒီထိုကီယိုမြို့ကနေပြီးတခြားမြို့တစ်မြို့ကိုခရီးသွားတယ်ပေါ့နော်အဲခရီးသွားတဲ့အချိန်မှာကြည်စံရထားပုံမှာအကိုတော့စကားပြောကြတယ်စကားပြောတော့အကိုတို့ program ကိုဥဆောင်ပေးတဲ့အကိုတယောက်က "तू ကဝါသနာတွေအကြောင်းအဲ specialist တွေအကြောင်းပေါ့နော် specialist ဆိုတာအကိုတို့ professional တစ်ခုကို design မမတ်လုံးဝဒါမှဒါဆိုပြီးတော့စိတ်နှိမ့်ဝင်နေတဲ့သူမျိုးပေါ့နော်အဲအဲ့လိုလူမျိုးအကြောင်းသူပြောပြတဲ့အချိန်မှာစိတ်ထဲမှာဘာတွေလဲဆိုတော့"အော်သိကြတယ်"အဲ့ဒီတည်းမှာငါမပါဘူးပေါ့နော်အဲ့ဒီအချိန်မှာကိုကိုစပြီးတော့ တန်တရားဝင်တယ်ဒီ engineering ကိုစိတ်ဝင်စားရလားပေါ့နော်အဲ့ဒီကနေမြန်မာပြည်ပြန်ရောက်လာတယ်ပြောင်းလာပြီးတော့ចောင်းပြောင်းလိုက်တယ်အဲရန်ကုန်ပြောင်းလာတယ်ပေါ့နော်တန်လျုံပြောင်းလိုက်တယ်တန်လျောက်တော်တဲ့အချိန်မှာနောက်ထပ်ကိုကိုကိုပေါ့နော်ငါအခုတော့ចောင်း6နှစ်တက်ရတာကို9နှစ်တက်ခဲ့ပြီပြီးနောက်ဆုံးတစ်နှစ်ကြံသေးရဒီနောက်ဆုံးတစ်နှစ်တက်တဲ့အချိန်မှာဒီ engineering ဘာသဲကိုငါစိတ်များဝင်စားမလားဆိုပြီးတော့စိတ်နှစ်ကြည့်တယ်အဲနောက်ပြီးတော့တခြားသင်တန်းတွေလိုက်လက်ကြည့်တယ်အင်တာရှိတယ်လိုက်စင်ကြည့်တယ်နောက်ဆုံးဘွဲကြီးဘိုးသိစစ်တွေပါတယ်အကောင်လုံးအားလုံးပြီးသွားတဲ့အချိန်မှာပြုတ်ထွက်သွားတယ် ငါဘတော့မှဒါမလုပ်ပျော်လဲမပျော်ဘူးဘာသာလည်းမပါဘူးပေါ့နော်အဲ့တော့ဟိုဒီဘွေးရပြီးသွားတဲ့အချိန်မှာပဲအဖေနဲ့မိပြောလိုက်တယ်ဒါကိုလုံးဝစိတ်ဝင်စားဘူးမလုပ်ချင်ဘူးခီးသွားတာကိုပဲစိတ်ဝင်စားတယ်အဲ့တော့ခီးသွားလုပ်ငန်းပဲလုပ်ချင်တယ်ဆိုပြီးတော့ဘွေးရပြီးတဲ့ဒီတနေ့အတွင်းမှာပဲကိုယ့်အကိုအပြင်သင်တန်းကနေပြီးတော့အဲတိုးကိုက်သင်တန်းတက်တယ်ခီးသွားဒီပလိုမာယူတယ်ယူပြီးတော့ဒါကင်ပြင်းနဲ့အခြေပြုတဲ့ adventure ခီးသွားလုပ်ငန်းတစ်ခုကိုကိုယ့်အကိုစလုပ်ဖြစ်ရင်းနဲ့ပဲကိုယ့်ရဲ့ဝါသနာကို professional ဖြစ်စပြောင်းလိုက်တာပေါ့နော်အဲ့ဒါနဲ့ပဲ ဒီဘက် engineering လောကကိုလုံးဝလုံးဝဆုံးခွာပြီးတော့လုံးဝဒီဘက် key သွားလောကတွေရောက်သွားတာပေါ့ ခီးသွားတဲ့ခါကျရင်ကျွန်တော်နှမျိုးဟိုအလွယ်တကူနှမျိုးခွဲလို့ရတယ်ပေါ့နော် luxury နဲ့ adventure ဆိုပြီးခွဲလို့ရတယ်ကျွန်တော်ကတော့ adventure ကိုပို့ပြီးသဘောကျတယ်အထူးသဖြင့်ဒီတောတောင်တွေဘက်နောက်တိုင်းသားဒေသတွေဘက်ကိုပို့သွားတာကြိုက်တာပေါ့နော်အဲ့လိုပြောလို့ luxury ခီးသွားတာမကြိုက်ဘူးလားဆိုတော့လည်းမဟုတ်ပြန်ဘူးဘာတော့လဲဆိုတော့ဟို luxury key ဆိုတာကြတော့ကျွန်တော်တို့ကဒီကိုယ်မှာငွေကြေးတစ်ခုရှိနေရှိနေတယ်ဆိုရင် ဟိုအချိန်မီးသွားလို့ရတယ်ဗောနော်ဒီကီးကိုဒါပေမဲ့ဒီ adventure ခီးတွေတိုင်းရဒေတာခီးတွေကြတော့ကျွန်တော်အမြဲတမ်းသွားလို့မရဘူးဗောနော်လော်လယ်ကူလည်းသွားလို့မရဘူးဥပမာနောက်ဆုံးတချို့ကားလည်းမပေါက်တဲ့နေရာတွေဖုန်းလည်းမမီးတဲ့နေရာတွေခက်ခက်ခဲခဲတောင်ပေါ်ဒေတာတွေသွားတဲ့နေရာတွေဆိုရင်ကြတော့ကျွန်တော်တို့ကငယ်တုန်းရွယ်တုန်းမှာကိုယ့်ရင်ကိုယ့်အာကိုအတုံးချပြီးတော့ သွားရတာပေါ့နော်ကျွန်တော်ဆိုရင်အမြဲဟိုကိုကိုကိုပြောတယ်ဟိုမသိခင်ကဘာကြီးကိုကြောက်ပွိလေးလွှဲပြီးကြည့်သွားမယ်အဲ့လိုအမြဲတမ်းပြောတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တဖြည်းဖြည်းအသက်ကြီးလာတဲ့အခါကျရင်ကြတော့ကျွန်တော်အဲ့လိုခီးမျိုးတွေမသွားနိုင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်6တောက်မှလည်းတက်တန်းရှိရလीနော်လေဟာအသက်တဖြည်းဖြည်းကြီးလာတယ်6တောက်ကအားနေလာတယ်ခါးကုန်းလာလीဆိုတော့အဲ့လိုမျိုးမဖြစ်ခင်အချိန်တော်တွင်လေးမှာကိုယ့်ရဲ့ငယ်ရွယ်မှုကိုအသုံးချပြီးသွားလို့ရတဲ့ပို့ပြီးစွန့်စားပြီးသွားလို့ရတဲ့နေရာတွေရှာဖွေပြီးသွားလို့ရတဲ့နေရာတွေအဲ့လိုနေရာတွေကိုသွားရတာပို့ပြီးသဘောကျရဟုတ် အဓိကပေါ့နော်ဒီတိုင်းနာအခုပြောမစင်ကျွန်တော်ကအခု globalization ဖြစ်ပေါ့နော်ကမ္ဘာကြီးကရွာကြီးဖြစ်လာတယ်တဖြည်းဖြည်းနဲ့မြို့ပြတွေကကျယ်လာတယ်အဲ့မှာရွာတွေကတဖြည်းဖြည်းပျောက်လာတယ်ပေါ့နော်အဲ့တော့နောက်ဆက်တွဲကဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့မြို့ပြရဲ့အမှုအကျင့်တွေမြို့ပြရဲ့ယဉ်ကျေးမှုတွေမြို့ပြရဲ့အထာတွေကတဖြည်းဖြည်းနဲ့ရွာတွေစီကိုစိတ်ဝင်လာတယ်အဲ့တော့ဒီတာမော်ဒေတာတွေအထီးလဲတဖြည်းဖြည်းနဲ့စိတ်ဝင်လာတယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ဒီတိုင်းသားဒေတာတွေဒီ တိုင်းသားလူမျိုးတွေမှာရှိတဲ့သူတို့ရဲ့ပုံမှန်ပေါ့နော်သူတို့ရဲ့ရှိမူရင်းရှိရင်းစွဲသူတို့ရဲ့ယဉ်ကျေးမှုတွေအဲသူတို့ရဲ့ဓလိထုံတန်းတွေတဖြည်းဖြည်းနဲ့လွမ်းမိုးချင်းခံရတာပေါ့နော်ဟိုဒီဒီဘက်ကအပြင်ကလာတဲ့လွမ်းမိုးမှုတွေအများကြီးအများကြီးခံလာရတယ်ပေါ့နော်အဲ့တော့တချို့နိုင်ငံတွေမှာဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီနေရာကဒီတိုင်းသားတွေနေခဲ့တယ်ဆိုတာကဟိုမှတ်တမ်းပဲရှိရတာအဲ့ဒီတိုင်းသားတွေအဲ့ညမှာတကယ်မရှိတော့ဘူးရှိလေအဲ အကျဉ်းကျန်နည်းနည်းပပလာလို့ပဲရှိလို့တယ်ပေါ့နော်အဲ့ဒါမျိုးတွေကကျွန်တော်တို့အမြဲတမ်းဒါတည်င်းနေမှာလည်းအမြဲတမ်းဖတ်နေရတယ်ပေါ့နော်အဲအဲ့ဒါကြောင့်ခုကျွန်တော်မြန်မာပြည်မှာဆိုရင်ဒီတိုင်းနာဒေသတွေကိုကျွန်တော်မြင်နိုင်သေးတယ်တွေ့နိုင်သေးတယ်ပေါ့နော်အခုချိန်ထိပေါ့နော်တွေ့နိုင်သေးတယ်ဒါပေမဲ့ဖြစ်ဖြစ်ချင်းရှားလာပြီပေါ့နော်ပြောမစင်ဘာကြောင့်လဲဆိုကျွန်တော်အခုထားပါတော့ဗျာကျွန်တော်ကင်ပီနဲ့သွားလိုက်မယ်ရွာတရွာသွားလိုက်လားကြည်အဲ့ရွာမှာဖိုးကြီးနဲ့ဖွားကြီးပဲရှိကလေးငယ်တက်သေးလေးပဲရှိတော့လူငယ်ကမရှိတော့ဘူး။အားကြောင့်လူငယ်တွေကတခြားမြို့ပေါ်ရောက်သွားကြတယ်တခြားဒီ ဟိုတခြားနိုင်ငံတွေကိုသွားကြတာရှိတယ်။ပြီးရင်အဲ့လူငယ်တွေကပြန်မလာဘူး။ပိုကောင်းတဲ့ဘဝကိုရဖို့အတွက်ပဲသူတို့ကဒီရွာနဲ့ထွက်သွားတာပဲရှိတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့တဖြည်းဖြည်းနဲ့ဒီရွာတွေမှာဒီတိုင်းသားဒေသတွေမှာဒီ generation by generation lesson ကမ်းလာတယ်ရင်ကျင်းမှုတွေဖြစ်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 ချင်းနဲလာတယ်ပေါ့နော်အဲ့တော့ let ဒီဘက်က lesson ကမ်းမဲ့ရင်ကျင်းမှုကိုလက်ခံမဲ့သူကနဲလာတယ်ဒီဘက်ကပြင်ပကလာတဲ့ influence တွေကများလာတယ်အဲ့အချိန်မှာ ဒီသူတို့မှာတကယ်တကယ်ရှိတဲ့စစ်မှန်တဲ့အဲဒလိထုံတန်းနဲ့ယဉ်ကျေးမှုတွေကပျောက်ပျောက်ပျောက်လာရလို့ပဲပြောရမှာပေါ့နော်ဒီဒိုင်းနာဒေတာတွေကိုဒီအဓိကရောက်ဖြစ်တဲ့အကြောင်းကနှစ်ချက်ရှိတယ်ပေါ့နော်တစ်ချက်ကြတော့ဒီဒေတာကိုသွားခြင်းတယ်သွားအောင်သွားခြင်းတယ်ဆိုတဲ့စိတ်နဲ့မရရအောင်သွားတဲ့နေရာမျိုးပေါ့နော် အဲအဲ့လိုမျိုးကြတော့ကိုကဒီဒေတာကိုမရောက်ခင်တည်းကဒီဒေတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုကကြိုပြီးဖတ်ထားတယ်လေ့လာထားတယ်မှတ်သားထားတယ်ပြီးရင်ဒီတိုင်းသားတွေကိုမမီဟောတွေ့ကိုတွေ့ရမယ်ဆိုပြီးတော့သွားပြီးသူတို့အနိကသွားလေ့လာတာမျိုးပေါ့နော်အဲ့ဒါမျိုးရှိတယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ခရီးတွေသွားနေနေမထင်မှတ်ပဲနဲ့ကြုံရတဲ့ဒေတာတွေမထင်မှတ်ပဲနဲ့ကြုံရတဲ့တိုင်းသားရွာလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးနေရတဲ့အခါလေးရှိတာပေါ့အဲအဲ့ဒီခါကြရင်ကြတော့လေဒါ UDS surprise ပေါ့နော်အဲဒါအကူနဲ့ အဘယ်လိုမျိုးကြီးတော့ကွဲပြားနေရဲသူတို့ရဲ့ဟိုမတူညီတဲ့ဟာလေးတွေကဘယ်လိုချစ်ဖို့ကောင်းလဲဆိုတဲ့အရာလေးတွေကိုဒီလိုရောက်တဲ့အခါကျမှပဲကိုယ့်အကိုမျက်မြင်တွေ့ပြီးတော့ဟိုလေ့လာခဲ့ရတဲ့ဟာတွေလည်းရှိတာပေါ့နော်ဟုတ်ဘယ်နှမျိုးလောက်လဲဆိုတော့အမြန်မာပြည်မှာဆိုရင်တော့အကရင်ပြည်ရင်ဘတ်တော့ရောက်ဘူးတယ် အဲပြီးတော့ကျွန်တော်ကလောမှာလည်းတနည်းနေခဲ့ရတော့ဒီဘက်ကရှမ်းလို့ဒနုလို့အဲပအိုးလို့ပေါ့နော်အိတ်တဝိုင်ကအတိုင်းသားတစီရောက်ပူတယ်နောက်ပြီးကျွန်တော်ပူတာဟိုဘက်မှာဆိုလဲဒါကချင်ဘက်ပေါ့နော်လီဆူတို့အဲနောက်ပြီးတော့ရဝမ်တို့ပေါ့နော်ကျွန်တော်ရေကောင်တက်တော့ကျတော့အဲရဝမ်လေးနဲ့တက်တာရဝမ်လေးမျိုးဟွာညီလေးနဲ့တက်တာဆိုတော့အဲ့ဒီဘက်ကိုတော့ရောက်ပူတယ်ဒါမြန်မာပြည်ပေါ့နော်နောက်ပဲဒီဘက်ထိုင်းမှာဆိုလဲထိုင်းဆိုရင်လည်းဒါပြောမယ်ဆိုကျွန်တော်မြန်မာတွေနဲ့အဲတိုင်းသားလူမျိုးတွေကဟုတ်ပါဒီဘက်တူနေကြတာဆိုတော့ထိုင်းမှာဆိုလဲဒါ ဟိုထိုင်းဘက်ကလီဆူတို့ထိုင်းဘက်ကအာခါတို့အဲ့လိုလူမျိုးတွေကြုံမှုတယ်နောက်ပြီးဒီဘက် VNM မှာဆိုလည်းဒီတရုတ်နယ်စပ်ဘက်ကိုစိုင်းကယ်စီးပြီးသွားတဲ့အချိန်မှာဟိုမုံလူမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေဆိုရင်ဒါတို့မြေကြီးနဲ့အိမ်ဆောက်ပြီးနေတဲ့လူမျိုးတွေပေါ့နော်မြေကြီးနဲ့အိမ်ဆောက်တယ်ခြံစည်းရိုးကိုကြောက်တုံနဲ့ကြောက်တုံတွေစီးပြီးခတ်တာပေါ့အဲ့လိုလူမျိုးတွေလည်းစုံခဲ့ပူပါတယ်နောက်ထပ်လည်းအဲ့လိုစုံကျင်တဲ့လူမျိုးတွေအများကြီးရှိသေးရပေါ့နော်ဟိုကိုမြန်မာပြည်မှာကိုပဲဟို အရန်ကိုသွားကြည့်ရှင်တဲ့လူမျိုးတွေရှိတယ်မြန်မာပြည်မှာမဟုတ်ဘဲနဲ့တခြားနိုင်ငံမှာကိုလည်းသွားကြည့်ရှင်တဲ့လူမျိုးတွေရှိသေးတယ်ကြဟုတ်လူမျိုးတွေများပြီးတော့ဟိုကိုပုံစံလေးနဲ့ကိုကိုပုံစံလေးနဲ့ကိုဖြစ်နေကြတယ်ကိုညင်ကြီးမှုလေးရဲ့ကိုဖြစ်နေကြတယ်ကိုပါတာစကားနဲ့ကိုဖြစ်နေကြတယ်အဲအဲ့ဒါကလည်းဟိုအလှတရားတစ်ခုလို့တော့ personally ရတော့ကျွန်တော်မြင်တယ် အရှင်းဆုံးပြောမယ်ဆိုကျွန်တော်လက်ကရင်လူမျိုးပဲလေဒါမှကရင်စကားမပြောတတ်ဘူးလေနော်ဒါကဒါအရှင်းဆုံးဘုမာတကူဖြစ်မဲ့တဲ့တူပါနောက်ပြီးတော့အာကျွန်တော်ကတိုင်းသားတငယ်ချင်းတွေအများကြီးရှိတယ်ဟုတ်မြန်မာနာမည်ဖြစ်နေရလေဒါလည်းတစ်ချက်ပေါ့နော်ဘာလို့ဆိုကျွန်တော်ကအရင်ကတည်းကအဲကျွန်တော် ဒီကြောင်းတက်ကလေးကအတိုင်းသားဒေသတွေမှာသွားပြီးတော့စာသင်ပူးတယ်ပေါ့နော်အဲ volunteer လုပ်ပြီးစာသင်ပူးတာဆိုတော့အဲ့ဒီမှာကလေးကဟာဒီတိုင်းသားတွေကဟိုကိုပိုင်စာကိုမတင်ခဲ့ရတာတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်အဲဒီလိုအကြောင်းအရာတွေကတော့အများကြီးရှိမှလို့ကျွန်တော်ထင်ပါတယ်ဒါအဖက်ဖက်ကပေါ့နော်ကျွန်တော်ဟိုခွဲပြောင်းမယ်ဆိုရင်တော့ဒါကဏ္ဍကအများကြီးဖြစ်သွားပါလိမ့်မယ်ဒါကျွန်တော်အခုပြောနိုင်တဲ့ဟာဒါကိုမြင်သမျှတွေ့သမျှအစိတ်ပိုင်းတိတိလေးတစ်ခုပဲ ဟိုပြောတာပါအဲ့တော့ဟိုဒီကိုဘက်ကထိမ့်သိမ့်မှုအားနည်းလာတာလည်းပါတယ်တဖက်ကဒါ dominance များလာတယ်ပေါ့နော်ဒါပြင်ပ dominance တွေကြောက်လဲပါလာတယ်ပြီးတော့ဒီကြားထဲမှာတခြားတခြားတော့အခြေအနေကြောက်လဲပါလာမှာပေါ့နော်အဲ့ဒီအခြေအနေတွေကတော့ပေါင်းလိုက်ရင်တော့အဲပြောမစင်တိုင်းသားဒီရင်ကျင်းမှုတွေကိုလက်ဆင့်ကမ်းတာဘာသာစကားတွေကိုလက်ဆင့်ကမ်းတာတော့ဟိုအရန်မြန်မာပြည်မှာဆိုရင်တော့အရန်အားနည်းနေရလို့မြင်တယ်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့လည်းဟို ပျောက်ကွယ်လာနေတယ်ဒါမှမဟုတ်မပျောက်ကွယ်ဘူးဆိုရင်တော့မှတဖြည်းဖြည်းနဲ့အဲနဲပါလာတယ်လို့တော့ပြောချင်တယ်ဟုတ်ကျွန်တော်တို့ဟိုလူတစ်ယောက်နဲ့တစ်ယောက်ဟိုတွေ့တဲ့အခါကျရင်ကျွန်တော်ကဟိုနာမည်ခေါ်ရလေနော်အဲဟိုကျွန်တော်ဆိုဆိုကိုပေါ့ဒီမှာဆိုလဲအနော်ချာဆိုနော်ချာပေါ့နော်ဘာလို့ခေါ်လဲဆိုတော့အသူနာမည်မို့လို့လေအဲသူနာမည်ကဘာလဲဆိုတော့သူ့ရဲ့ identity ပဲလေနော်အဲ့တော့ကျွန်တော်လူတစ်ယောက်ရဲ့ identity ဆိုတာလေသူကဘယ်ကမွေးလာလဲ သူကဘာလီမျိုးလဲသူ့ရဲ့ယဉ်ကျေးမှုကဘာလဲသူ့ရဲ့တိတိထုံတန်ကဘာလဲသူကဘာဘာသာစကားပြောလဲဒီဟာတွေအကုန်လုံးကလူတစ်ယောက်ရဲ့ identity ပဲလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ identity တွေမရှိဘူးဆိုရင်ကြတော့အဲလူတစ်ယောက်ကဟိုဘာမှမရှိတဲ့အရာကြီးတစ်ခုဖြစ်သွားမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော် identity ကအရင်အရေးကြီးတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဟိုလူတိုင်းကဟို တခြားဘေးကသူတွေအားပေးသည်ဖြစ်စေမအားသည်ပေးသည်ဖြစ်စေပေါ့နော် ကိုဘာလဲကိုဘယ်ကလာလဲကိုအန်နီယာဘာလဲဆိုတာတော့ဟိုထင်ထင်မှုအရေးကြီးရလို့ကျွန်တော်ထင်ပြဟုတ်ဒီတော့ဝါသနာပါတဲ့လူငယ်တွေပေါ့နော်အဲကျွန်တော်ညီငယ်ညီမငယ်တွေကိုတော့ဟိုအခုချိန်မှာ ကို့မှာဟို တတော့နှစ်ချောင်းရှိသေးရယ်တန်မာသေးရယ်လမ်းလျှောက်နိုင်သေးရယ်ဆိုရင်တော့ကိုလဲဝါဒနာပါရယ်ဆိုရင်ကျွန်တော်တော့ခီးသွားကြည့်စေချင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခြေထောက်နှစ်ချောင်းမှာတက်တန်းရှိရယ်ကျွန်တော်တို့ခါးတွေကြောကုန်းတွေလက်တွေခြေတွေမျက်လုံးတွေအကုန်လုံးမှာကျွန်တော်တို့မြင်နိုင်တွေ့နိုင်ခံစားနိုင်တဲ့အရာအလုံးမှာတက်တန်းရှိရယ်ပေါ့နော်ကျွန်တော်တို့အသက်ကြီးလာတဲ့အများဒီခန္ဓာကိုယ်ရဲ့အလုံးလုံးနိုင်စွမ်းခံစားနိုင်စွမ်းတွေကအများကြီးကျလာတယ်အဲ့တော့ဒီဟာတွေအကောင့်တိုင်းရှိတုံးလေးစွမ်းရည်အသေးရှိတုံးလေးမှာကိုကိုကိုမောင်းနေပြီးတော့ခီးသွားကြည့်စေချင်တယ်ပေါ့နော် ဟုတ်ကျွန်တော်လည်းကြီးတွေအများကြီးသွားချင်ပါသေးတယ်ဟုတ်ကြောက်ပွဲတစ်လုံးနဲ့ပေါ့ပြောမယ်ဆိုရင်ဗျဖီးသွားတယ်ဆိုတာကျွန်တော်ကဟိုနိုင်ငံတနိုင်ငံကိုသွားမှမဟုတ်ဘူးနောက်မျိုးတစ်မျိုးသွားမှမဟုတ်ဘူးကိုဒီဘက်ရွာနေဟိုဘက်ရွာကိုသွားလိုက်ရတယ်ခီးသွားတာပဲကိုရွာနာမှာရှိရဲ့ရေတံခွန်လေးကိုသွားကြည့်တာကလည်းခီးသွားတယ်ဥမာကျွန်တော်ဖမ်းမနေတယ်ဗျာဖမ်းမနေပြီးချောက်ကလတ်သွားတယ်ဒါခီးသွားတာပဲဖမ်းမနေပြီးဇဂမီတောင်မှာကျွန်တော်တက်ကြတယ်ပြန်လာဒါလည်းခီးသွားတာပဲပေါ့နော်ကျွန်တော်တို့ဟိုကိုရဲ့ပတ်ဝန်းကျင်အနီးနားတစ်ဝိုက်မှာ ကျွန်တော်ခီးသွားစရာနေရာတွေတကယ်တော့အများကြီးရှိပါတယ်ကိုလက်လန်းမိတဲ့နေရာကုန်ကြစိတ်လည်းဟိုမရှိသလောက်ကုန်ကြစိတ်လေးနဲ့သွားလို့ရတဲ့နေရာတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒါလေးကိုကျွန်တော်တို့ကဟိုငြင်အောင်လေးကြည့်တတ်ဖို့ပဲလိုတာပါအဲ့လိုလေးငြင်အောင်ကြည့်တတ်သွားပြီဟေးဆိုရင်ဒီနေရာလေးတွေကကိုဘာကြောက်လဲဆိုတော့ကျွန်တော်ကကိုဒီမှာနေဒီမှာမွေးဒီမှာကြီးတဲ့ခါကျရင်ဒီနေရာကဘယ်လောက်လှလဲဆိုတော့ကိုမသိဘူးကျွန်တော်ဆိုရင်ဒါပေါ်တော့ဟိုဖန်မှနေတယ်ဖန်ဘယ်လောက်လှလဲဆိုတော့ကိုမသိဘူး ကျွန်တော်ဗီယက်နမ်ရောက်ပြီးတဲ့ဗီယက်နမ်နေရာကြီးမှာအော်သူတို့နေရာသူတို့လှလူအများကြီးလှတယ်ဟာငါတို့ဖန်လဲလှတာပဲဆိုရယ်အဒီမျိုးอ่ะကျွန်တော်အဲ့ဒီနိုင်ငံအပြင်ထွက်သွားတဲ့ခါကျမှအဲ့ဒီကခေါင်းတော့ပထမဆုံးဝင်လာတာပေါ့နော်အဲ့တော့ကိုယ့်နေရာဒေသမှာအလှတွေအများကြီးရှိပါတယ်အဲ့ဒါကိုမြင်အောင်ကြည့်ကြည့်ပါပြီးတော့အဲ့ဒါလေးတွေကိုအရင်သွားကြည့်ကြည့်ပါအဝေးသွားဦးမလို့ပေါ့နင်းနင်းလေးအရင်သွားကြည့်လို့ရပါတယ်